သုံးဘွဲ့ဆက်အနိုင်ရပြီးမတန်းစိုးကိုခြေဖြတ်လိုက်တဲ့မန်ယူမနေ့ညရှင်မြိုင်ကစားခဲ့တဲ့မန်ယူနဲ့ Brighton တို့ရဲ့ Premier League ပွဲစဉ်မှာမန်ယူသင်းကအနိုင်ရခဲ့ပြီးသုံးဘွဲ့ဆက်နိုင်ပွဲရခဲ့ကြောင်းသိရပါတယ်ဒီဘက်မှာမန်ယူကအိမ်ဝင်ကစားတာဖြစ်တဲ့ပြင်အနိုင်ရဖို့တေးကြပြင်ဆင်ထားခဲ့တာဖြစ်ပါတယ်ဒီဘက်မှာမန်ယူက3-4-3ကစားကွက်နဲ့ Shesko အထောင်ထားပြီးတော့ကစားခဲ့တယ်ဒီဘက်မှာမန်ယူကခြေအသာကစားကွက်အသာစီးယူပြီးတော့ကစားနိုင်ခဲ့တာဖြစ်တယ်ဆိုတော့ပထမပိုင်းမှာနှစ်ဂိုးပြတ်ထိဥဆောင်ထားနိုင်ခဲ့တာပါ မန်ယူသင်းအတွက်ဂိုးရီကိုကိုညာ24မိနစ်မှာသွင်းယူခဲ့ပြီးတော့ကက်စမီရူက34မိနစ်မှာသွင်းယူခဲ့တာပါပထမဂိုးကတော့မန်ယူကစားသမားတွေရဲ့လှပတဲ့တွဲလုံးကနေပြီးတော့ကိုညာကဂိုးသွင်းယူနိုင်ခဲ့တာပါဒုတိယပိုင်းမှာမန်ယူဘက်ကပဲဖိကစားနိုင်ခဲ့ပြီးတော့67မိနစ်မှာအန်ဘွဲမိုကမန်ယူအတွက်တတိယဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်သုံးဂိုးပြတ်တဲ့အချိန်မှာမန်ယူကလူစားလဲမှုတွေလုံးခဲ့ပြီးတော့ကစားအားချခဲ့ပါတယ်ဒါပေမဲ့ဒီလိုကစားရှော့လိုက်တာကြောင့်မလို့ Brighton ဘက်က84မိနစ်နဲ့ အချိန်ပို2မိနစ်မှာအသင်းအတွက်ခြေပါကို2ခုပြန်ရခဲ့တာပါဒါပေမဲ့မန်ယူအတွက်ပွဲသိန်းကိုလည်းအံပွဲမူပါပဲအချိန်ပို6မိနစ်မှာထပ်မံသွင်းယူခဲ့ပြီးတော့4ခု2ခုဆိုရရလတ်နဲ့ပွဲကိုပြီးဆုံးစေခဲ့တာဖြစ်ပါတယ်ဒီနိုင်ပွဲကမန်ယူအတွက်နီးပြအမိုရင်းလက်ထက်ပထမဆုံး3ပွဲဆက်နိုင်ပွဲရတာဖြစ်ပါတယ်ဒါပြင်နောက်ဆုံး3ညဆက် Brighton ကိုရှုံးနေခဲ့တဲ့မတ်တန်းစုကိုလည်းခြေဖြတ်နိုင်ခဲ့ကြောင်းသိရပါတယ်